မင်္ဂလာပါမွန်လိုက် channel မှာကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ online posting နဲ့ရွာလူကြီးအိမ်ကတစီမဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းစာအခန်း1ပေးပင်ရွာလေးရဲ့အနောက်ဘက်တွင်လူငယ်လေးများတိုက်သည် လေဝင်းမြဲလေဝင်းထဲတွင်ခြေတော်ဖြစ်ရန်သူကရန်လေကတဲ့ရိုးရှိပဇွန်တွင်များကိုလက်နဲ့နှိုက်သူက၌ဖြစ်အလုတ်များနေကြသည် ထိုလူငယ်လေးများတဲ့တွင် မဟိုးရင်တို့သုံးယောက်လည်းပါတယ်။သူတို့သုံးယောက်ကလေခွက်များထဲမှပဇွန်လုံးများအားမကောက်ဘဲကစင်းရိုးရှိပဇွန်ချင်းများအားလက်နှင့်ပဇွန်လုံးနိုင်နေသည်။သူတို့အဖွဲ့ကိုအောင်းသန်းတို့တစ်တိုင်းမှငကြောင်များဟုအသေးပဲရတဲ့အကြည့်ပစ်ကြီးကအသံဆဆဆဆဖြစ်နေလာပါသည်။ပေတုမင်းတို့ကောင်တွေကကြောင်တော်တော်နဲ့လေထဲမှာဒီလောက်ပဇွန်လုံးတွေပေါ်နေတော့တွင်းနှိုင်းနေရတယ်လို့ ဟုတ်ပါကွာဒီကောင်းတွေဘာကောင်းတွေမှလည်းမသိဘူးအောင်သားတို့အုပ်စုတွေပြောနေသည်ဦးမောင်ဖိုးတင်တို့တုံးရောက်မှပြုံးပြီးနားထောင်ပြီးတော့မောင်ဖိုးတင်ကတွင်းထဲကပစုံလုံးကိုကင်မြောက်ရင်းအောင်သားတို့ဘက်လှည့်ကစကားဆိုလိုက်တယ်ဟဲ့ကောင်းအောင်သားငါတို့ကမင်းတို့လိုအလွယ်လိုက်တဲ့ကောင်းတွေမဟုတ်ဘူးဒုပစုံလုံးနဲ့မင်းတို့ပစုံလုံးအခွန်ကွာကြည့်လိုက်ဒုပစုံလုံးမှာအစီပူပါစေရမယ်မင်းတို့ပစုံတွေလိုအစီအနှစ်မပါတာတွေမဟုတ်ဘူး အောင်သောသည်မောင်ဖိုးတင်စကားဆိုနေနှင့်ပဇွန်လုံးတစ်လုံးကိုခွာလိုက်သည်ဟုတ်ပေသည်သူတို့ပဇွန်လုံးမှာအစီသိမ့်မပါထိုအခါအောင်သန်းတယောက်မကြည်မနက်နှင့်မြည်သည့်စကားမျှမပြောတော့ဘဲအခြားကစင်းဦးများစီသို့သွား၍ပဇွန်တွင်နှိုက်နေသည်မောင်ဖိုးတင်တို့သည်ကထိုက်သည့်သည့်ပဇွန်လုံးများရပြီမို့ပေါ့ပင်ရည်သူသွားကပဇွန်လုံးများ၏ခြေချောင်းနှင့်လက်မများကိုဖြုတ်က သူတို့ပြီးလို့သည့်အိမ်များတွက် တွက်ချက်နေသည်ပေတုမင်းမိအိမ်အတွက်ဒါကတာအေးအိမ်အတွက်ငါဘအိမ်ပြီးတော့တခြားဘသူပေးเสียရှိသည်လဲအရင်အိမ်နဲ့အရင်ပြုအိမ်ရှိသည်တယ်လေအေးဟုတ်တာပဲချင်းမောင်ရဲ့ကြည်ပါခူးတော်အောင်ကွာကိုဖိုးတွေးတော့အကွက်ထဲမှာပေါ်တယ်အေးကောင်းတယ်ကောင်းတယ်မောင်မိုးတင်တို့ဒီဖိုးထွေးဤတဲဘက်စီသူ့သွားတာ ချင်မောင်ရွက်ကြီးများခူးနေလေသည်တဲအတွင်ထိုင်၍စီးပေါ်လေးတောင်းနေသည့်ဖိုးထွေးတို့ဖိုးထွေးကလှမ်းခေါ်လိုက်သည် ဖိုးရင်တို့လာခဲ့အောင်နေအောင်ပြချင်မောင်ရွက်ကြီးခူးလိုက်အောင်ပဲအေးအေးပြင်လာခဲ့ကြမင်းတို့အတွက်စားစရာရှိတယ်ဟိုကောင်အောင်တန်းတို့ဖွဲ့လိုက်ပြောင်းပါနော်ထိုခါမှမဟုတ်ရင်တို့သည်တဲခုံးပေါ်သို့ခက်မြမြန်တက်သွားကြလေသည် တဲကုန်းပေါ်တွင်တော့မင်းအောင်ပေါတူတာရနှင့်ဖိုးထွေးတို့ရှိနေသည်သူတို့သည်တဲတိုင်းကိုမှီပြီးစေးဘောလေးကိုဈေးနှစ်တောက်သူကတော့တဲကွက်ပြစ်တွင်တောက်နေသူကတော့အနည်းပတ်ဝန်းကျင်တွင်ဆင်းလင်းမှုများတထောင်းထောင်းထနေသည်ထိုချင်းရာကြောင့်တာအေးကသူတို့အားကြည့်ပြီးခမရတို့ကလည်းဗျာဆင်းလင်းတောက်နေတာအကြောင်းမသိရင်တဲမီဆွဲနေသလိုပဲ အဲ့လောက်လည်းမှုတ်ပေါင်းသားရေးရမင်းပြောရင်အလွန်ပဲဟိုတောင်းထဲမှာစီထမင်းရှိတယ်ငရဲ၆ပုတ်ရောပဲယူစားကြဖိုးထွေးဤစကားဆုံးသားနဲ့မောင်ဖိုးထင်တို့သူတို့ဤပလိုင်းများကိုအောက်တွင်ချလိုက်ပြီးခွဲတောင်းထဲ၌အိုးလိုက်ထည့်ထားသည့်စီထမင်းများနှင့်ပကံလုံးပြည့်နှမ်းစီတို့ဖြင့်ရွှဲနေသည့်ငရဲ၆ပုတ်တို့အားထုတ်ခါလွှေးပြလိုက်ကြသည် စီဒမင်းဆိုဒီမှာ ကောက်ညံအားစားစနွဲစီနနိုင်လို့ဖြစ်ကြောချက်ထားသည့်အစားအသောက်တစ်မျိုးဖြစ်သည်ကြီးတော်သေးသွေး၏လက်ရာစီထမင်းအားမောင်ဖိုးထင်တို့အဖွဲ့အားရပါရစားနေသည်ကို ဖိုးထွေးတို့ကသဘောကျနေပြီးစားနောက်ကြတယ်။တာရမင်းကောင်လည်းငပ်ပြတ်နေတာမသိဘူး။စားနေလိုက်တာများနေပြီးတည်လူတည်မခံပဲ။အေးကွာအစားကောင်းချက်ကတော့ငါချစ်ချစ်လေးလှရင်မွေးထားတဲ့ဝမကြီးကြနေတာပဲ။ မင်းတို့ကလည်းကွာကျွေးလဲကျွေးသေးတယ်ကလေးတွေအဲ့လိုပြောပါနဲ့ကွာဟုတ်တယ်ပေါ့တူနဲ့မင်းောင်သည်ဘောင်ဖိုးတင်တို့အားစားနှောင်းနေသည်ဖိုးတွေးနဲ့တာရအားစကားဆိုလိုက်ခြင်းဖြစ်သည်ထိုအခါတာအေးသည်ပါဇက်ထဲမှစားလက်စားစီတမင်းတလို့ကိုအောင်ဝါလိုက်ပြီးနောက်ကိုမင်းောင်နဲ့ကိုကိုပေါ့တူပြောလိုက်စမ်းပါဗျာဒီလူတွေဘာသိကြမှာမရှိဘူးအေးပြောမယ်ပြောမယ်သာပြောတာကွာမင်းစားနေတဲ့ပုံကလည်း ို့အိမ်ကဘိုးနီနဲ့တော့တူနေတယ်လို့ပဲဟာဗျာခင်ဗျားပြောမှပူဆိုးနေပြီဘိုးနီဆိုတော့ခွေးမှလာဒါအိမ်မကြီးမနက်နဲ့ပြန်ပြောသဖြင့်အားလုံးဝိုင်းရကြတယ်ထို့နောက်မောင်ဘူးတင်တို့သည်စီထမင်းများကိုတဝလည်းပဲစားကာကုံလူကုံခင်အချင်းရောက်သည့်အခါထန်နီယာမှ မတက်ရက်လိုက်ကြပြီ။ကဲခင်များတို့ကြွေးလို့စားတော့ပြီးပြီ။ကျုပ်တို့ပြန်တော့မယ်။အေးအေးပြီးတော့မှဒိုးစားလိုက်မယ်ကွာ။ဘိုင်းမစားသေးလို့ မားတို့ကမစားသေးဘူးလားအေးနေကွာကိုမြကြီးတို့ကိုကြီးချက်တို့အတော့ပါလောက်ထားတာသူတို့မလာမင်းတို့ကိုကြွေးတာဟာသွားပြီကျုပ်တို့အကုန်စားလိုက်ပြီဟာမင်းတို့အဲ့လောက်အများကြီးကိုကုန်နေကုန်တော့ဗျာကြီးတို့သေးသေးရဲ့လက်ရစီတမင်းမစားကြာနေပြီကိုမင်းတို့တို့လက်ပြားခါတယ်ကွာဒီလောက်လူကောင်သေးသေးလေးတွေဘယ်လိုများကုန်အောင်စားလိုက်ပါလဲမင်းတို့ရင်ဝတ်တဲ့အထိမြအစာရင်ပါနေတာကွာ ။အဲ့လူခင်ဗျားတို့ကျုပ်တို့ကိုအပြစ်တင်မှုစဉ်းစားနေတယ်။ကျုပ်တို့ကစားကျင်တာမဟုတ်ဘူး။ခင်ဗျားတို့အတင်းစားခန့်လို့သာအာနန္ဒာနဲ့စားရတာ။အေးရောကိုးတင်ရမင်းမလဲအာနန္ဒာလို့သာပဲ။မင်းကိုမင်းမခေါ်နေတယ်။ရွာလူကြီးကဘာလို့ခေါ်နေတာလဲကိုကိုတွေ။အဲ့ဒါတော့မသိဘူး။မနေ့ကရေဦးစင်ရွာသူကြီးကတော့အိမ်ကိုလာသွားတယ်ကွာ။ဒီကခင်ဗျားကဘာခိုင်းမလို့လဲမသိညနေကျုပ်သွားလိုက်ပါမယ်ဗျာဤသို့ဖြင့်မဟုတ်ရင်လို့သုံးရသည် ချင်းမောင်ရွက်ကြီးကူးသွားသည့်နောက်ပလိုင်းကိုစီဖြင့်ရွာသို့ပြန်သွားကြသည်အခန်းနှစ်ဘာကြီးရွာလူကြီးကျုပ်ကိုခေါ်ရဲဆိုအေးဟုတ်တယ်မင်းဖားနဲ့တော့ပြောပြီးပြီကွာအမှန်ထိုင်ကြကွာမောင်ကူးတင်လို့တုံးအောင်သည်ရွာလူကြီးဦးမောင်ကြီးရဲ့နေအိမ်ကို ရောက်လာခြင်းဖြစ်တယ်ထို့နောက်သူတို့ကရွာလူကြီးနဲ့မျက်နှာချင်းဆိုင်တန်းရမှာဝင်ထိုင်လိုက်တယ်။ပေတိုးမှရွာလူကြီးရွာလူကြီးအားအမေစကားဆိုလိုက်တယ်။ ဘာကြီးကျုံးလို့ဘာခမ်းလို့လဲဗျအေးရေဝဲစင်ရွာလူကြီးကငါ့အကူကြီးတောင်းထားတယ်ကိုအုံးကလည်းငါပြောပြီးပြီဖိုးထင်ကိုခိုင်းလိုက်ပါဆိုလို့မင်းကိုခေါ်လိုက်ရတာဘာများလဲဘာကြီးကရေဝဲစင်ရွာလူကြီးကိုစံဦးအိမ်မှာထူးထူးခြားခြားလို့ဖြစ်နေလို့ကွာဘလို့ထူးရတာလဲဘာကြီးတရက်တစီနဲ့ပတ်သက်နေမှာဘောကွာမင်းတို့သွားကြည့်တော့သိမှာဘော ထိုအခါမှာဟိုးတင်တို့သည်တယောက်မျက်နှာတယောက်ကြည့်လိုက်မင်းငိုရဲ့အချင်းချင်းမျက်နှာအမူအရာဖြင့်တိုင်ဝင်နေကြသည်ထိုကအချင်းချင်းကိုရိတ်စားမိတဲ့ရွာလူကြီးကသူတို့ကကြည့်ပြီးဘာလဲမင်းတို့တွေမအားကြဘူးလားအမှန်တမ်းပြောရင်တော့မအားဘူးဗျရိုးစင်ရွာလူကြီးဆိုတာကကျုပ်တို့နဲ့တိနေတယ်ဆိုတော့မသွားလို့ကလည်းမကောင်းဘူးလားပြီးတော့ကျုပ်တို့ပဲဒီလိုကိစ္စတွေအကင်တွဲနိုင်တာလေကြီးကြီးကြီးပြောနေတဲ့မောင်ဟိုးတင်တို့တောင်ရအောင်ရွာလူကြီးမှတိတ်ပြီးအမြင်မကြည့်တော့ဘူး ထို့နောက်ရွာလူကြီးသည်မောင်ဖိုးတင်တို့ကိုကြည့်ကမင်းတို့လုံးစရာရှိတာသွားလို့ကြတော့ငါလည်းလေထဲသွားအောင်မယ်ဒါနဲ့မင်းတို့ငါလေထဲငါပတ်တယ်ဆိုကွာဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့လဲကတော့ပေါ့နေရနားမှာအိုင်ဖြစ်နေတာနဲ့ပတ်လိုက်တာစကားမင်းနေလဲနော်မင်းတို့လက်ချက်လားအာဘာကွေရအကျိုးတော့မလုပ်ပါဘူးဘာကြီးကလဲကျုံတို့တွေကသူတို့ဘာထိခိုက်နေနှောင်းလုံးမလားဗျစင်းစစလည်းပြောပါအေးမင်းတို့ဟုတ်လည်းပြီးတာပဲကွာ ။ตาရဲ့စကားကိုရွာလူကြီးမှတကယ်ယုံကြည်သွားပြီးနောက်ထပ်မေကွန်းထပ်မမေ့တော့ဘူး။အဲ့ခါမှာမောင်ဖိုးထင်တို့လည်းရွာလူကြီးအိမ်ကနေထွက်လာပြီးလဲလန်းကိုရောက်တာနဲ့မောင်ဖိုးထင်ကတပ်ပြင်းတစ်ချက်ချလိုက်ပြီ။တော်သေးတာဟုတ်။ตาရဲ့ပြောကောင်းလို့အပြောမကောင်းလို့လည်းမရဘူးလေ။ကစင်းစင်တာသူစင်တာငါပြောပါတယ်။စဘာခွင့်ညီမပါစေနဲ့လို့အဲ့ကောင်လို့တော်တော်များတယ် ခုနောက်တယောက်တစ်ပေါက်စကားများကအိမ်သို့ပြန်လာလိုက်ကြတော့အခန်းသုံးမိုးရွာစီဖြစ်တဲ့အလျောက်မိုးသီးမိုးပေါက်တွေကတက်ခဲ့မိုးထားတဲ့အိမ်များပေါ်သို့ကြာရောက်ကဒဇက်မိတ်မှတစ်ဆင့်အမြေပြင်ပေါ်သို့ကြာနေတယ်ထုံရည်စည်းကြာနေတဲ့ဒဇက်မိတ်ကိုကြည့်ပြီးဆေးရန်ခဲနေသူမှာရေဦးစင်လူကြီးဖြစ်တယ်ရေဦးစင်ရွာလူကြီးရဲ့နောက်အိမ်အောင်ရှိ ကွက်ပြစ်တွင်မိမရေးတယောက်စီ အခါမလဲသေးသည့်ကလေးငယ်အားချုံမြူလို့နေတယ်။အတန်ကြာသောအခါစေးရန်တောင်းနေတဲ့ရွာလူကြီးကကလေးချုံမြူနေတဲ့အမျိုးသမီးကြီးအားစကားဆိုလာတယ်။တော်ကိုစံဦးရှင်ဆရာပြင်းနေဆိုတာဘဲချင်းလာမှာတော့ပေပင်ကဥုံးကိုပြောတာပဲလေကွာလာမှာပေါ့ဥုံးဆိုရင်တော့စိတ်ချပါတယ်။ကျုပ်ကဒီကလေးလန့်သွားမှာပဲဆိုတာကလေးကလန့်လို့လားကလေးကရေတောင်ရေနေတော့ ဟုတ်ပါတော့ကျမထင်တော့ကလေးเนี่ยတကုတ်ခုများပတ်သက်နေလားမသိဘူးတော့ငါလည်းအဲ့လိုပဲထင်နေမခင်ွဲ့တကုတ်ခုတော့ပတ်သက်နေမှထင်နေကလေးเนี่ยပတ်သက်ပြီးတော့ဘာသတင်းရသေးလဲမရဘူးမိုးကုံလုံးကဘာသတင်းမှမရရင်တော့သူ့ကိုမွေးစားခြင်းနဲ့လူတွေစီပေးလိုက်တော့မယ်ကလေးကိုမွေးစားခြင်းသူတွေများလာပြီးတော့ဘသူ့ကိုပေးရမှန်းမသိဘူးမဝင်းကိုပဲပေးရမယ်သူနဲ့အသင့်တော်ဆုံးပဲ အခုတော့အလုပ်တွေဒါအလုပ်နေတယ်ဆိုဟုတ်တယ်တော်ကစီးပွားရေးပိုကောင်းတဲ့သူကိုပေးမွေးစားမယ်ဆိုလို့သူ့ဖင်ပြအလုပ်ပေါင်းလို့လုပ်နေတာဦးကဲတော်တောင်းသူလုပ်နေတယ်ဆိုပဲအေးလေအဲ့ဒါကြောင့်မုံဝင်ကိုပဲပေးမှလို့ပြောတာပေါ့ရွာလူကြီးနေမြနှစ်ယောက်စီကလေးငယ်ကိုကြည့်ကထိုးသူစကားဆုံနေခြင်းဖြစ်တယ်ကလေးငယ်လေးဒီအသားဖြူဖြူခပဝါဖြစ်ကအတော့ကိုချစ်စရာကောင်းလာပြီတယ်ဒေါခင်နဲ့ဒီစေးရံကိုခဲပြီးကလေးနာ ရှောက်မှာသူ့ရဲ့ခင်မွန်ရွာလူကြီးအားမျက်စောင်းတစ်ချက်ထိုးကတော့ကိုစံဦးရှင့်စေတံမိကိုတွေခလေးမှုန်မအောင်မယ်ခလေးနားနေစေတံကြီးမတော့စမ်းပါနဲ့အေးပါဟာရွာလူကြီးကစေတံကိုစပွဲပေါ်ပြန်ချလိုက်ပြီးခလေးရှိရာကွက်ပစ္စည်းတို့ပြန်လျှောက်လာလိုက်တယ်ထို့နောက်သူစီချက်စရာကောင်းသောခလေးငယ်ကိုကြည့်ကမခင်တွေ့ရေးဒီကလေးကတို့လိုတွဲမှနေတဲ့ကလေးတော့ဖြစ်ပုံမရဘူးဟာ သူ့အသွင်ပြင်ကဆွေကြီးမျိုးကြီးများဖြစ်နေမလားတော်ကလည်းတော့ကျုံလူရွာတွေကလည်းဒီလိုချစ်စရာကောင်းတဲ့ကလေးမျိုးမွေးကြပါတယ်ဟိုတလောကမွေးတဲ့ကလေးဆိုဘလို့လုံးလဲတကယ်တည့်ကြီးကြနေတာဖွေးပြီးဝါတုံနေတာအေးအဲ့ဒါတော့လေအဲ့ဒါဘောဟာဒါပေမဲ့ဒီကလေးရုပ်ကထူးကြတယ်ဟာအဲ့ဒါတော့ဟုတ်တယ်မျက်ကုံးလေးတွေမျက်တောင်လေးတွေဆိုလှနေရောမျက်လုံးလေးဆိုကြည်ပြီးအေးလဲနေတာပဲ သူ့မိဘတွေတော်တော်လူရည်တတ်မယ်ထင်တယ်။အေးဖြစ်နိုင်တယ်။ဒါနဲ့ကလေးကိုတို့ဘယ်လိုနာမည်ပေးကြမလဲ။အဲ့ဒါကကျုံ့လို့ပြီးလို့ဘယ်ကောင်းမှာလဲ။ရှင်ပြောတော့မဝင်ပြီးမှာသူ။အဲ့တော့သူ့ကိုပဲနာမည်ပေးခိုင်းကောင်းမှာကောင်းမှာပေါ့။ဒီကောင်းတာပဲအဲ့ဒါဆိုလေဒီနေ့ပေးအောင်။နေ့သားတယောက်လောက်များအိမ်မှာရှိမလား။ရှိတယ်နွားသားဆင်းနေတာ။အေးအဲ့ဒါဆိုမဝင်သွားခေါ်ခိုင်းချင်း။ တော်ကတော့တခုခုဖြစ်ချင်းပြီးဆိုစုတ်ပဲတို့မှဒီကလေးအကြိုက်နေရအောင်ပါလေနာမည်လေးတော့ပေးထားသင့်တယ်မို့လားဟုတ်ပါတော့လှကြော်ကြီးလှကြော်ဒေါခင်တို့ရဲ့ခေါ်ဆန်ဆုံးလာတဲ့လူရဲတယောက်အင်အောက်ကဝင်လာတယ်အမေဘာခိုင်းလို့တော့မသားကြီးမင်းမဝင်လို့သိရမလားသွားခေါ်ချင်းဥကဲမင်းမမဝင်လားမင်းဟုတ်တယ်လှကြော်မှာမိခင်စကားဆုံးသည်နဲ့အိမ်ဝိုင်းထဲမှာထွက်သွားလေသည် ိုအခါရွာလူကြီးကခလေးကိုကြည့်လိုက်ပြီစိတ်ထဲမှာမညာတမ်းပြောရင်ငါဒီခလေးကိုမွေးစားခြင်းနဲ့မခင်တွေရကျုံလေတူတူပါပဲတော့သားသုံးယောက်ရှိနေပြီသားဆိုတော့မွေးစားလို့မဖြစ်ဘူးလေပြီးတော့မုံဝင်ကလည်းခလေးလူချင်တာဆိုတော့ तू နဲ့ပူတင်တော်ဆုံးမလားဟုတ်ပါတယ်နီခလေးငယ်လေးမှာမျက်နှာရွှင်လာတယ်ရွာလူကြီးတို့လင်မယားတခက်ခက်နဲ့ရေပြနေရရွာလူကြီးတို့လင်မယားစီများစွာသဘောကြပြီးပြုံးပြော်ပြီးနေကြတယ် များမကြတော့အချိန်မှာဒေါ်ဝင်းရောက်လာပြီးသူမနဲ့အတူဥငယ်လေးပါလာတယ်။ဒေါ်ဝင်းမှာကလေးစီသူချက်ပြင်းသွားကကောက်ယူပွေ့ရှိလိုက်လေသည်။ထို့နောက်သူသည်ရွာလူကြီးကိုကြည့်ကာရွာလူကြီးကျုပ်အလုံးကြီးကြိုးစားနေရနော်။ကလေးကိုကျုပ်ဝယ်မှုသားမှာအေးပါမဝင်ရဲ့ငါခုခေါ်လာလေကလေးကိုနာမည်ပေးမလို့နင်းကကလေးကိုမွေးသားမှာဆိုကလေးကိုနင်းဘယ်လိုနာမည်ပေးချင်လဲဆိုသိချင်လို့ ာအဲ့ဒါဆိုရင်လူကြီးကကြုတ်ကိုပေးမှာပေါ့နော်အေးချက်ကျင်တော့မဟုတ်သေးပါဘူးဒီတမိုးကုံတော့ငါ့အိမ်မှာပဲထားမယ်ဘာလို့ဆိုကလေးနင့်ပေးပြီးမှအရှုပ်ရှင်နေဖြစ်လာမှဆိုလို့ကြုတ်နားလဲပါပြီတို့အဲ့ဒါဆိုကလေးကိုနမဲဘလူပေးကြမယ်ကလေးကိုမဟုတ်ဝင်ကမွေးစားမှဆိုတော့ခင်ဗျားပဲကြည့်ပြီဗျာထိုကဒေါ်ဝင်းဒီသူ ਈ ခင်မွန်းတဲ့ဦးကဲကိုလှမ်းကြည့်ကကိုကဲကျမတို့ကလေးကိုနမဲဘလူပေးရင်ကောင်းမလား อืมบลูไปอ่ะมั้ยล่ะสุดแล้วโอเคสิโทรสุบอกพี่คลีนไงอ่ะจี้ไล่คลีนไงอะตื่นเปลี่ยนเตชาจี้พี่เนี่ยอู้ก้องหูหญิ่ไล่กาဒီကလေးမွေးနေတာဘယ်နေလဲကျုံမသိအဲ့တော့ကလေးကိုမောင်ရွှေဦးလို့ပြီးရင်ကောင်းမလားအတိတ်နမိတ်လည်းကောင်းတယ်ပြီးတော့ဒီကလေးကကျုံမိမအတွက်ရွှေဦးကောက်ရသလိုဖြစ်နေလို့လीဗျာမောင်ရွှေဦးဟုတ်လားကျုပ်ကတော့ကြိုက်တယ်တော့ရွာလူကြီးတို့ကနော် ဘုံမှာခင်ဝန်းတဲ့ဥကေပေးတဲ့နာမည်ကိုကြိုက်နှစ်တက်နေပြီရွာလူကြီးလင်မယားရဲ့ထင်မြင်ချက်ကိုမေးမြန်းလိုက်ရွာလူကြီးတို့လင်မယားတည်လဲဥကေပေးတဲ့နာမည်ကိုရေရွတ်ကြည့်ကမောင်ရွှေဦးမောင်ရွှေဦးတိတ်ကောင်းတဲ့နာမည်ပဲဗျအခုကစားပြီးဒီကလေးရဲ့နာမည်မောင်ရွှေဦးဖြစ်သွားပြီနော်နာမည်လေးကောင်းတယ်ကိုစံဦးရဲ့မဝင်းလို့ကတော့ရွှေဦးတလုံးကောင်းရတယ်ဆိုတဲ့သဘောပေါ့ဥကေတို့များစဉ်းစားတတ်ပါလား ထို့နောက်ရွာလူကြီးသည်ဥကွဲကိုကြည့်ကာဥကဲခမားနဲ့တိုင်ပင်နေရရှိတယ်ခမားနေခဲ့ဦးဟုတ်ကဲ့ရပါတယ်အဲ့ဆိုမဟုတ်ဘူးခမားပြန်နှစ်ပြန်ကျုပ်ဥကဲနဲ့စကားပြောတဲ့အရှိလို့ရွာလူကြီးမှာထို့သူပြောလိုက်သည့်အခါဒေါ်မင်းသည်လည်းခေါင်းကိုညှိပြပြီးအဲ့ဒါဆိုကျမသွားတော့မယ်ရွာလူကြီးကောင်းပါပြီကောင်းပါပြီဒေါ်မင်းသည်သူမချီတာသည်ကလေးအားရွာလူကြီးကတော်စီပေးလိုက်ကတကြီးကတော်ကျမသားလေးသေချာယူဆိုင်ပါတော့ စိတ်ချပါမဝင်ရဲ့ကျုပ်ကလည်းသားတဲ့မိခင်ပါလေအဲ့ဒါဆိုပြန်တော့မယ်တမိုးဆိုတာလည်းအခုမှတိတ်ကြနေသလိုပါပဲတော့ချစ်စရာကောင်းသောအသွင်ပြင်ရှိသည့်ကလေးငယ်ဖြစ်သည်ကတကြောင်အိမ်တော်ဆက်များစွာကြာဘူးသည့်တိုင်ယခုချိန်ဒီကလေးမရဘူးသည်သည့်ဒေါ်ဝင်းဤမိခင်မြတ်တာစိတ်ရင်တို့ကကြီးမားသည်ထိုကလေးပေါ်အင်မတန်ချစ်မြတ်နိုးလေသည် သူမဒီကလေးငယ်ကိုထပ်ခါတလဲလဲနှုတ်ဆက်ပြီးနောက်ရွာလူကြီးအိမ်မှထွက်သွားလေသည်ထိုအခါရွာလူကြီးသည်ဥကေအားတန်းလျားတွင်ထိုင်စီလိုက်ပြီးစကားဆိုကဲဥကေထိုင်ပါခင်ဗျားမောင်ရွှေဦးအဖေဖြစ်ရမယ်သူဆိုတော့ပြောတင်တာလေးပြောထားခြင်းလို့ပြောပါရွာလူကြီးဘာကိစ္စများလဲတရားတော့မဟုတ်ပါဘူးဗျညညဆိုကလေးနာကိုမကျွတ်မလွတ်သေးတယ်ပြတော်ကားသားတယောက်လာလာနေတယ် ကလေးကလည်းတူလာရင်ရေမုန်းနေတာဗျ။နေ့ဆိုကျုပ်တို့ထဲညဆိုသူကထိန်းသဘောတော်ဖြစ်နေပြီ။ရွာလူကြီးပြောပုံရဆိုအဲ့ပရလောကနဲ့ဆက်နွယ်နေတဲ့ဒီနေ့အသေးချဖို့ဥကေအာအဲ့ဒါကျုပ်ကပေးပင်ရွာကဥအုံးကိုပင့်ထားတယ်ဗျ။အဲ့ဒါကောင်းတယ်မအုံးဆိုတာလည်းဆရာတဆူပဲမလား။ကျုပ်ကဖုံးကြီးတွေပင့်ပြီးကမောဝါစာတွေပါတယ်မရွတ်ချင်လို့လေ။ကလေးကိုလည်းနှောင့်ယှက်နေတာမဟုတ်ဘူးဆိုတော့ အကြောင်းစုံလေးတီးအောင်အခုလိုဥအုံးကိုပင့်လိုက်တာပဲဗျအဲ့ဒါကောင်းတယ်ဗျတကယ်လို့ဆရာတော်တွေပင့်ပြီးကမ္မဝါဒတွေယွင့်ရင်သူ့ပုံမတရားလို့ဖြစ်နေနိုင်တယ်လေအဲ့ဒါဆိုဥကေခာကျုပ်အစီအစဉ်ကိုသဘောတူတယ်ပေါ့သဘောမတူရင်သဘောမတူစရာဘာရှိလဲယွမ်းလူကြီးဟာအေးဒီညတော့ဥအုံးရောက်လာကောင်းပါရဲ့မထင်နဲ့ကိုကိုစရာကြီးမအုံးဆိုလို့ကောင်းကအခု နောက်ပိုင်းအဲ့လိုတွေတိတ်မလုပ်ဘူးလို့သတင်းကြတယ်သူ့သားတပည့်မောင်ဖိုးတင်လို့ပဲရောက်လာမယ်ထင်တယ်ဖိုးတင်လို့ရောက်လာလဲကောင်းတာပါပဲသူတို့ဆိုတော့ကျုပ်စိတ်ကြနေပြောပြီးခိုင်းလို့ကောင်းတာပေါ့အဲ့ဒါတော့မပူနဲ့ဖိုးတင်တို့ကငအောင်ထက်ပြောလို့ဆိုလို့ကောင်းတယ်ဒါနဲ့ရွာလို့ကြီးကဘယ်လိုစီစဉ်ထားတာလဲ ကျုပ်တွေးထားတာကခလေးနားမှာရှိနေတဲ့ပြောက်လောကသားကိုကောင်းကောင်းမွန်မွန်လေးပြောပြီးထွက်သွားခိုင်းမလားလို့လေစားတွေ့တုန်းကခင်ဗျားတို့ပြောမကြည့်ဘူးလားပြောတာပဲဥပေးခလေးနားမနေဘူးတောင်းမှလိုက်တာတရင်လုံးဖြောင်းဆန့်ကုန်တော့တာလေဗျာဟာအဲ့လိုတော့လားပြောလူကြီးအဲ့ပြောက်လောကသားကိုအရေးကြီးဖြစ်ဖြစ်မြင်တွေ့လိုက်တာအရေးမဟုတ်ဘူးဗျာအကောင်လိုက်ပါမြင်ရတာမိန်းမတယောက်ပဲဗျာသပင်ခက်ရှိရှိနဲ့ညသူခလေးနားမှာပတ်ပြီးလမ်းလျှောက်နေတာ နေလေဆိုဘယ်ရောက်သွားလဲမသိဘူးဟုတ်လားကဲဗျာဖိုးထင်ဖြစ်ဖြစ်ငအောင်ဖြစ်ဖြစ်လာရင်တော့ဒီပြဿနာရှင်းသွားမှာပါကျုပ်လည်းပြောင်းဝင်ပြုဒီကိစ္စကိုခင်ဗျားမိန်းမမဝင်းဘူးတော့မပြောနိုင်ဘူးတော့တော့ကြာသူစိတ်တအားပူနေမှဆိုလို့သဘောပေါက်သွားတဲ့လူကြီးကကဲပြန်ပြီးရုပ်ဤသို့ဖြင့်ဦးကဲသည်ရေဦးစင်ရွာလူကြီးကိုနှုတ်ဆက်ပြီးနဲ့ပြန်သွားလေသည်ရွာလူကြီးရဲ့အိမ်ဝိုင်းထဲတွင် ရွာလူကြီးကတော်ကြီးခလေးချောမြူတန်ကပြန့်လွင့်လို့နေပါတော့သည်အပိုင်းလေးကိုဆက်လက်စောင့်မျှခံစားပြီးပါဗျာအားလုံးကျေးဇူးတင်ပါတယ်